ိုယောက်ျားကမိုက်ဤထိုယောက်ျားတို့ကမလိမ္မာကြကုန်မြင့်တန်အင်းခမားနဲ့တော့မတွေ့တာကြပြီကို မတွေ့ဆိုအိမ်မှာကိုရင်မောင်တင့်သားနဲ့သူ့မိတ်ဆွေရောက်နေလို့ကိုရင်မောင်တင့်သားတော့ခမားတွေ့ဘူးသားမဟုတ်လားဟိုတုန်းကကောလိပ်ကျောင်းမှာဖီလိုဆိုဖီတို့ဘာတို့သင်နေတဲ့အကောင်လေခုတော့အယုတ်ရေးစာရင်းနေတဲ့အကောင်လေဗျသူနဲ့ပါလာတဲ့မိတ်ဆွေဆိုတာကเจ้าဥစရာကြီးဆိုပဲ ပြည်ဘက်ကလို့ဆိုတယ်လူကခပ်ဖိုင်ဖိုင်ရယ်လူကလူအေးဗျကိုတို့ညနေတိုင်းဝီစကီလေးပါလေးတောက်ပြီးညှင်းခုန်တဲ့အခါ သူကနားထောင်သမားညှင်းခုန်တယ်ဆိုလို့ပြောရအောင်မယ်ကိုရင်မောင်တင့်သားကညှင်းခုန်တယ်လို့ဆိုရင်အာဂတဖြစ်လို့မူသဘောပါတဲ့ဒါကြောင့်အသိပညာတစုံတရာအတွက်အခြေတင်နှီးနှောခြင်းလို့သာခေါ်တဲ့နဲ့ကိုတော့တိတ်တိတ်ချာချာမသိဘူးတို့ပေတဲ့ နားထောင်လို့တော့ခက်ကောင်းကောင်းနီနောတယ်ဆိုတော့လေအာဂတာနေတယ်လို့ဆိုနိုင်တဲ့ပေါ့လေထားပါတော့ဘလို့ခေါ်ခေါ်ညင်းတော့ညင်းတဲ့သဘောထင်ပါရဲ့ပညာပပကလေးပြောကြတာနဲ့ထဆဲကြတာတော့ကွာမှာပေါ့ဒီကောင်ကိုစီကပြန်သွားတာဘာကြသေးလို့လဲရန်ကုန်ကိုတောင်ပြန်ရောက်ဖို့မရပါဘူးသူမိတ်ဆွေចောင်းဆရာကြီးကိုပြီးမှဝင်တွေ့တော့ចောင်းဆရာကြီးကစိတ်နေမကောင်းဖြစ်နေရှာဆိုကိုစိတ်နေမကောင်းဆိုတော့တမျိုးမထင်ပါနဲ့ ဒုက္ခများအလောက်ကများတော့စိတ်ပင်ပန်းနွမ်းနေတဲ့သဘောပေါ့ဘိုလိုတော့ stress ခေါ်တယ်ထင်ပါအဲ့ဒါနဲ့ပဲအကြောင်းကလည်းပိတ်ထားတုံးဆိုတော့နာနာနေနေနေရအောင်ဆိုပြီးကိုစီခေါ်လာတာတဲ့သူတို့ကကောလိပ်ကြောင်းတုံးကမိတ်ဆွေဆိုပေတဲ့ဇယိုက်ချင်းကတဲกว่าတကူကျောင်းအုပ်ဆရာကြီးကမနဲ့ဆိုစောစောထဆယ်ပေါက်ဖက်ကိုလမ်းလျှောက်တခါတည်းရန်ကိုနဲ့ခောက်ကွင်းပက်ထီလျှောက်ကြတာ ကိုနဲ့လမ်းလျှောက်တဲ့အခါတော့လမ်းမှာတော်ဤလှပခြင်းတောင်ဤလှပခြင်းများကိုကိုကိုရှင်းပြတတ်တယ်။တခါတလေတော်လာတောင်အလှနဲ့ဆက်ဆက်တဲ့ကြပြားတွေပါတယ်ရွတ်ပြတယ်။ညံတယ်ပြောရင်လည်းကိုကတော့ခံရမှာပဲ။သူပြောပြရွတ်ပြဖတ်ပြတော့မှာပဲ။ကိုနေတဲ့တော်ရက်ဒီလောက်ตายာမှန်းသိတော့တယ်။ကြောင်အုပ်ဆရာကြီးကမနဲ့ဆိုလဲအချိန်မှန်အိယာကထညဆိုလဲကိုတို့စကိုင်းဝိုင်းသိမ့်မှအိတ်တာ ကိုတို့လိုဝီစကီတွေပါတယ်မတောက်ပေတဲ့ကိုတို့စကားဝိုင်းမှာရွေနေချမ်းတောက်ပြီးနားထောင်တတ်တယ်သူကကိုရင်မောင်တင့်သားလိုတိတ်ဆွဆွနွနွမရှိလောက်သူစိတ်ဝင်စားတာများရှိရင်အိတ်ကတ်ထဲကစောက်ကလေးထုတ်ထုတ်ပြီးမှတ်တယ်များတော့အဖင်းကခေါင်းတင်းငိမ့်ငိမ့်နဲ့နားထောင်လေရှိတာကိုဒါကြောင့်လဲကိုရင်မောင်တင့်သားကဆိုကရက်တီတို့ပလေတိုတို့ရဲ့တပည့်မဟုတ်ဘူးဇာကြီးဒေါက်တာခမောင်ဝင်းတပည့်ပြားလို့ပြောဘူးတယ် ဟုတ်ပါရဲ့ဗျာသူတို့ဆရာဒသနာဗေဒပမောက္ခဆရာကြီးဒေါက်တာခမောင်ဝင်းဆိုရင်လေသူများတကဆွေးနွေးညှင်းခုံကြရင်ဖြင့်သူကပြုံပြုံကြီးနဲ့ဈေးတန်ကြီးခဲနားထောင်နေတတ်တာကိုအဲစုခါတိုက်ကဆရာတော်ကြီးဥဝိတုဒ္ဒစကားနဲ့ပြောရရင်ပညာရှိပိသားတဲ့လူများကတဲအမှတ်သားရှိတတ်တာလို့သာဆိုရတော့မှာပဲကျောင်းအုပ်ဆရာကြီးကစထရက်ရနေတဲ့သာဆိုရတယ်လုံယိုးလုံစင် တဲပြတ်ပုံမရအောင်ညသင်မအိတ်ခင်ဒါယာကြီးတွေဘာတွေရေးသေးတာမနဲ့ဆိုလဲခွန်နနာကြီးထိုးပဟိဆိုတာနဲ့ထမင်းစားစပွဲမှာလဖိတ်ရီတောက်ဖို့အစဉ်သင့်ဖြစ်နေတတ်တယ်ကိုရီမောင်တင့်သားကတော့အိတ်ချင်တဲ့ချင်းအိတ်ထားချင်တဲ့အချိန်ထကိုတို့ထမင်းစားတဲ့အခါသူကစားချင်မှစားတာကလားတ냔နေတော့ကိုတို့ဝီစကီတောက်နေရင်မင်းမမင်းဖေလို့စီးနက်ကန်းတဲ့နေတတ်တာကလေးများမရှိဘူးလား ဥပမာကွာအချိန်လေးစားတာတို့ဘာတို့မရှိဘူးလားလို့မေးကြည့်မိတယ်။ဒီတော့မောင်မင်းကြီးသားကဘာပြန်ပြောတယ်ထင်တယ်လဲ။ဘာတွေရာတဲ့နေ哦။သူကကိုကိုဘာတွေခေါ်တာက သူ့အဖေညီចောင်းဆက်ရာမောင်ခန့်နဲ့ကိုနေရရွဲသူမောင်ခန့်ကိုဘာတွေခေါ်ရာကကိုကိုပါဘာတွေခေါ်တာပါ။ဘာတွေရာလောကကြီးဟာဘယ်တော့မှစနစ်တကျရှိခဲ့တာမဟုတ်ဘူး။လူတွေကသာ လောကကြီးကိုအမျိုးမျိုးတတ်မှတ်ကြတာ။ဒီချိန်တော့ပြန်ဒါလောက်ရမယ်။ ဟိုချိန်တော့ပြင်ဟိုကလောက်ရမယ်မဟုတ်လားဒီလိုလှုပ်ချင်းအပြင်လူတွေဟာသူ့ဘာသာကစင်ကလေးအဖြစ်နေတဲ့လောကကြီးနဲ့လိုက်လျောညှိထွေစွာနေနိုင်အောင်အာမထုတ်တာပေါ်လွင်လာတာပဲသူ့ဘာသာဖြစ်နေတဲ့လောကကြီးနဲ့တတ်နိုင်တဲ့မြလိုက်လျောညှိထွေမှုရှိအောင်နေတတ်ဖို့လို့တယ်မဟုတ်လားတဲ့ဟုတ်မဟုတ်တော့မသိဘူးသူပြောမှပဲကိုကိုကိုအပြစ်တင်ရမလို့လို့တောင်ဖြစ်မိတော့တယ်ဒါနဲ့ကိုက ဘယ်နဲ့တုံးကြောင်းကြီးလို့သူ့မိတ်ဆွေကိုလက်မိမိတယ်ဒီတော့ကြောင်းဆရာကြီးကပြုံးပြီးအဖရာသူကတသက်လုံးဒီလိုမြင်ဒီလိုတွေ့ဒီလိုနေလာတာသူကအမှန်တရားဆိုတာပုဂ္ဂလဓမ္မဒိဋ္ဌံပဲလို့ယုံတာကိုသူယုံတယ်လို့သူမြင်တယ်လို့သူများယုံရမယ်မြင်ရမယ်လို့မဆိုတော့ကျွန်တော်တို့ကခမမားတယ်လို့နင်ဘဲငက်ဆာမပြောတာဘူးမဟုတ်လားတဲ့ဒီလိုတော့လေဟုတ်သားကလားကိုကကိုဘာသာတွေးမိတယ် ဒီလိုတွေးတက်ကြလို့လေဒင်းတို့တငယ်ချင်းပေါင်းဖြစ်ကြတာကိုလို့လေစဉ်းစားမိပြန်တယ်ဒီလို နားလေတက်တက်လူကိုပြောချင်တာကကျောင်းအုပ်ဆရာကြီးလို့နားလေတက်တက်လူစင်ကျင်တက်တက်လူကဘလို့လုတ်ပြီးတောကများနေတဲ့အခါကိုရင်မောင်တင့်သားလူလူကဘလို့ဖြစ်လို့တောကမရှိတယ်လို့နေနိုင်နေဆိုတာကိုပါတာကိုတော့စဉ်းစားကြည့်လို့မရပြန်ဘူးဒါနဲ့တနေ့ည ထမင်းစားပြီးအိမ်နောက်ဘက်ဝရန်နာမှာထိုင်စကားပြောကြတော့ကိုကပဲသူ့ကိုမေးမိတယ်မင်းမာတော့ကခေါ်ခေါ်စထရက်ခေါ်ခေါ်ခေါ်ချင်ရခေါ်ကွာအဲ့ဒါမျိုးများမင်းစီမရှိဘူးလားလို့ဆိုတော့ဒင်းကဘာတွေရလောကမှာငါတည်ရတော့မယ်ဆိုတဲ့အသည့်ထက်ပို့ပြီးတော့ကဖြစ်စရာဝမ်းနည်းစရာကြိတ်ကွဲစရာပဲရှိပါမတုံးလို့ဖြေတယ်ဒီတော့မှကိုယ်လည်းစိတ်ပူသွားမိတယ်ဒီကောင်မပြောကောင်းမဆိုကောင်း ယောဂတွေဘာတွေများရှိနေလို့လားတဲ့ဒါကြောင့်ဆရာဝန်တွေဘာတွေများဘယ်၍ဘယ်မြပဲနေရမယ်များပြောထားလို့လားလို့တွေးမိတယ်ဒီကောင်က ကိုအင်မတန်ရင်းနဲ့မိတ်ဆွေရဲ့သားဆိုတော့လေကိုမှာထိုင်လျောက်တာဝန်က ရှိတာကိုဒီတော့ကိုကတဲတဲပဲမေးရတယ်မင်းကိုဆရာဝန်တွေဘာတွေကပြောပြီလားဘယ်၍ဘယ်မြပဲနေရမယ်ဆိုတာလို့မေးမိတယ်ဒီတော့ကိုရင်မောင်တင့်တာနဲ့သူ့မိတ်ဆွေចောင်းអុសရာကြီးတို့နှစ်ယောက်သား ဝါကနေရေကြတော့တာကိုကိုလည်းကိုကမေးလိုက်မိတာကိုဒင်းတို့နှစ်ယောက်သားအရေရက်တော့မှကိုရင်မောင်တင့်သားကဘာရေးရဲ့လူဆိုတာမွေးဖွားပြီးကြတဲ့ကတေတံကကြပြီးသားမဟုတ်လားဆိုကြပါစို့မွေးဖွားပြီးတဲ့နောက်တေဆုံးဖို့ဟာလူမှတာဝန်တရက်ဖြစ်နေခဲ့ပြီမဟုတ်လားတဲ့ဘာတွေမမတ်မိတော့လို့ပါတခါကလည်းဘာတွေနဲ့ကျွန်တော်ဒီနေရာမှာထိုင်ရင်ကျွန်တော်ရှင်းပြဖို့ပါတယ်ဘဝရဲ့ဖြစ်နေခြင်းမှာအဓိကအကျဆုံးဟာတေခြင်းပဲ ဒီအသိရှိနေခြင်းကြောင့်ပေါ်ပေါက်လာတဲ့တောကပရိဒေဝဟာအင်မတန်ပြည့်ထက်နေဆိုတာကိုကျွန်တော်ပြောချင်တာပါတဲ့ဒီလိုတော့လည်းဟုတ်သားကလားဒို့ပေတဲ့အာအာရရဘသူကဒီကိစ္စကို တွေးနေမှာမို့လဲကိုကိုတိုင်ကလည်းဒီမြင်မျိုးတော်ရှိတယ်သဘောလဲကြမိပါရဲ့ဒို့ပေတဲ့ကသူတို့လုံးမတွေးတက်မပြောတတ်ကိုဒါနဲ့ပဲကျောင်းအုပ်စရာကြီးကကိုကိုရှင့်ပြတယ်20ရာစုတွေးခေါ်တဲ့က 음ဘာပါလိထားပါတော့ဗျာအဲ့ဒီအတွေးခေါ်အကြောင်းသူကတော့ចောင်းစရာမဟုတ်လားကိုရင်မောင်တင့်သားလို့မဟုတ်ဘူးကိုကိုចောင်းသားတယောက်လို့နားလဲအောင်ရှင်းပြရှာတယ်ကိုလည်းပညာအတော်ရသွားတယ်ဆိုအားမှာပဲဒင်းတို့ခုခေတ်လူငယ်တွေကကိုတို့နဲ့ရှင်ရင်အဖက်ပြူကများတယ်မဟုတ်လားဘဝအတွေ့အကြုံသာအသက်အရွယ်အရနည်းကျင်နည်းမှာစာတွေ့တော့များရှာကြတယ်အတွေ့အကြုံအတွေ့အကြုံ တတိယတုံပြောပြစမ်းပါရစေဒီနေ့နေခင်းပိုင်းကိုနဲ့ကြောင်အုပ်ဆရာကြီးနဲ့ကောက်ကွင်းဘက်ကိုလမ်းလျှောက်ကြတယ်ကိုရီမောင်တင့်သားကတော့ထုံးစံအတိုင်းပေါ့ဇာအုပ်တအုပ်ဖက်ရင်အိမ်မှာကြံရင်ခဲ့လေရဲ့ခောက်ကွင်းရောက်တော့ဖိုးစောထွန်းနဲ့ဆရာဝန်ကိုမရတာတွေ့တယ်သူတို့နှစ်ယောက်သားလဲခောက်ရိုက်ဖို့လာတာကွင်းရောက်တော့ပြင်းတာနဲ့ဘေးရထိုင်တောင်းနေကြတဲ့ကိုလည်းသူတို့နဲ့တွေ့တော့တစ်ခွက်တစ်ဖလားတော့ကြိတ်လိုက်တာပေါ့ကြောင်အုပ်ဆရာကြီးကတော့ထုံးစံအတိုင်း လဖဲ့ရည်တော့မုံစာပေါ့နေလေးနည်းနည်းချိုးလာတဲ့အခါအိမ်ပြန်ချမယ်လို့တော့ဆရာဝန်ကိုမရတာကလမ်းလျှောက်ပြန်ချရအောင်ဗျာလို့ဆိုတော့ကိုတို့ကဘယ်ကန့်ကွက်ပါမလဲငကိုတဲကလမ်းလျှောက်ထွက်လာကြတာမဟုတ်လားဒီတော့ဖိုးစောထွန်းကအကြံပေးတယ်ရေဆက်လမ်းဘက်ကသွားကြရအောင်တဲ့ရေဆက်လမ်းကဖြက်ဖျားဝင်းတဲကဖြက်ရေကန်ကိုကြော်လိုက်ရင် ကိုတို့အားလုံးနေတဲ့အပိုင်းကိုရောက်ကြရော့ လူရင်တူတူပြောရရင်ကိုတို့အဖွဲရေးဆက်လမ်းတဲရောက်လို့လမ်းတဝက်လောက်လေရောက်ရောဘသူကိုသွားတွေ့တယ်ထင်တယ်လေတော်ပြန်ကြီးဘိုးအောင်လင်းကိုပေါ့ခမားတောင်တွေ့ချင်းတွေ့ဘူးမှာအဲ့ဒီဘက်မှာမသိသူခက်ရှားရှားလူပုံကထောက်ထောက်မောင်းမောင်းရဲ့ခမောင်ရဲ့ဘိုကင်မျိုးနဲ့အမှန်မတော့တော်ပြန်ဆိုတာဟိုစဉ်ကတော်လန်ရေးကာလာလောက်ကတော့ခိုးတာပါနောက်ဒီဘက်ခေတ်တဲရောက်တော့တက်ထဲမှာဘုံမူကြီးကနေ အနားယူလာဆိုထင်ပါရဲ့ဘိုးစောထွန်းနေကငယ်ပေါင်းပို့ရင်းနေမနိုင်ရင်ကတွေပေါ့ဗျာကိုနေကတော့ဒီကြမ်းမသိပေတယ်အင်မတန်ခင်မာတယ်တွေ့တွေ့ချင်းဘိုးစောထွန်းကပဲဖိုးအောင်လင်းနေကင်းကြောင့်တောင်လမ်းထဲမှာဘာလုံးနေဒုံးလို့စကားစားလိုက်ရကကိုတို့တက်တိုက်လမ်းလဲကြီးမှာစကားဖွဲ့ပြစ်သွားကြတယ်ဒီတော့ဘိုးအောင်လင်းကမနဲ့မနဲ့ဖျားဝင်းနေကလမ်းလျှောက်ကကျုပ်ပြန်လာရင် ီနာကခွေးဝဲသားမတကောင်ကဟောင်းနေကြဗျဒီနေ့တော့ဟောင်းတာမတွေ့လို့ခုနေကင်းပိုင်းမှာများတွေ့လို့တွင်ညာလာကြည့်တာတဲ့ကားတွေဘာတွေများကြိတ်သွားသလားလို့ပူလို့ထွက်ရှာနေတယ်ဆိုပဲကိုတို့ကတော့ပြုံးမိတယ်ဖိုးစောထွန်ငါတော့အာရပါရရဲ့ရင်ဖိုးအောင်လင်ရခွေးဝဲသားမသူ့ဟာသူကားတို့တို့တန်းတီပေါက်ပေါက်မင်းပူလားလို့ဆိုတယ်ဒီတော့ဘိုးအောင်လင်းကြီးက ဟာဗျာခွေးလည်းအတက်နဲ့ပဲလို့ဆိုတယ်တကယ်တော့ဘိုးအောင်လင်းကြီးကပူဓာတ်ပင်တတ်တယ်ပူစိုးမိုးလင်းလို့ဖျားဝင်းနဲ့လမ်းနေပါတယ်ရှောက်ပြီးဘေးဆိုရင်ရေဒီယိုတစ်လုံးနဲ့တစ်ကမ္ဘာလုံးဖမ်းသတင်းမျိုးစုံနားထောင်တော့တာပဲဂျပန်မှာငလျင်လှုပ်လဲသူ့ပူတာပဲအလက်စကာမှာရေခဲတောင်ပြိုလဲသူ့ပူတာပဲသူ့ဘာသာသူပူယုံနဲ့ပြီးတာမဟုတ်ဘူးဟိုလူဖုံးဆက်မေတီလူဖုံးဆက်ပြောနေတယ် သူ့အိမ်မှာကလည်းသူ့လိုပူတက်ပင်တက်တဲ့သမီးပြိုကြီးနှစ်ယောက်ကလည်းရှိသေးတာခမည်းလည်းတည်သားပဲအပြိုကြီးလူပြိုကြီးဆိုတာကပူစရာမရှိရင်ရွာထိတ်ကညောင်ကိုင်းကျိုးတာတောင်ရှားကြံ့ပူတက်တာမျိုးမဟုတ်လားဒီတော့လေဘိုးအောင်လင်းကြီးအတွက်အဖို့ရတာပေါ့ဗါတဲ့เจ้าဆရာကြီးပြောတဲ့စကားနဲ့ပြောရရင်အပူကူးဆက်မှုလွယ်ကူသွားတယ်ပေါ့ဗျာနေဘိုးအောင်လင်းကြီးတို့ပူပုံတစ်ခုပြောပြအောင်မယ် တခါကညူမိုနီးယားဆိုလာဖြစ်လို့ဘိုးအောင်လင်းကြီးစေုံတင်ရတယ်လူကြီးဆိုတော့ပူကြရတာပေါ့ဗျာဒါနဲ့သူသားသမီးတွေမေ့ကြည့်ရတယ်ဘလို့ကဘလို့ဖြစ်တယ်ဆိုတာဒီတော့သူသားကြီးကောင်ကပြော့ပြတယ်တရီယညတနအိလောက်ဆိုအဲ့ရကထတတ်တယ်တဲ့ပုံမှန်ပေါ့ဗျာလူကြီးဆိုတော့အပေါ့ပါသွားတယ်ပေါ့ဗျာသူအဲ့ရထားတဲ့အချိန်လောက်မှာရေဆက်ထဲကတရဝံကောင်ကလေးက ညနိုင်တစ်ချက်တီးနိုင်တန်ချောင်းခောက်လေးရှိတတ်တယ်တဲ့အဲ့ဒီညကြတော့ခတ်စောစောပိုင်းဘိုးအောင်လင်းကြီးမအိတ်ခင်ကသူသားအလက်ကောင်ဆရာဝန်က သူ့အဖေစိတ်လှုပ်ရှားမှုများပုံရတယ်သွေးကလေးပါလေးတိုးကျင့်ပုံရတယ်ဆိုပြီးမအိတ်ခင်သွေးကြစေလေးစိတ်ကျင်စေလေးတိုက်တပေါ်ဗျာဒါကြောင့်အဲ့ဒီညအိညာကတရင်နိုးတော့နှစ်နာရီကျော်နေပြီဒါပေမဲ့ဘိုးအောင်လင်းကြီးကတော့ခါတိုင်းလိုပဲအောက်မေ့ပြီးအိညာတွေကနေ တန်ညောင်းခောက်တန်စောင့်နားထောင်နေတာအတော်ကြာလို့တန်ညောင်းခောက်တန်မကြားတဲ့အစုံစိတ်ပူလာတာနဲ့ထီကလေးအတဆွဲပြီးရေသက်ထက်သွားတော့တာပေါ့တဲ့အဲ့ဒီညာကလည်းမိုးကြီးလေကြီးကြတာကိုဟိုရောက်တော့မှဒရဝံကောင်းကလေးနဲ့တွေ့လို့ကောင်းကလေးကအဖအခုညနှစ်နာရီခွဲနေပြီဗျလို့ဆိုမှဘောအောင်လင်းကြီးခမရသူအိပ်ပျော့သွားမှန်းသိရတယ်အဲ့ဒီညာကစလို့ ဘူအောင်လင်းကြီးအေးမိဖြားတော့တာပဲအဲ့ဒါလိုအဲ့ဒါလိုဘူအောင်လင်းကြီးတို့ပူပုံကဒါနဲ့ပဲကိုတို့လည်းသူနဲ့အတော်ကြာစကားရက်ပြောကြရင်ကစကားစအတော်ဖြတ်ယူရကိုတို့မထွက်ခင်ကိုကပဲအကိုကြီးအပူပင်လျှော့အောင်လို့ပြောတော့အေးငါလည်းလျှော့ပါတယ်တဲ့ဒီတော့ဘိုးစောထွန်းကြီးကဘာလျှော့တာလဲမင်းကဘူလင်းတာနဲ့အပူမင်းစီမလာမှာစိုးလို့အိမ်တကားပွင့်စောင့်နေတဲ့ကောင်းကများလို့ဝင်ပြောလိုက်သေးတယ် ဇယဝင်ကိုမရတာကတော့နေထိုင်ကောင်းရင်ပြီးတာပါပဲပုံမူကြီးရလို့ဆိုတယ်။ဒါနဲ့ပဲကိုတို့လည်းရေသက်လမ်းဘက်ကထွက်လာခဲ့ပြီးတူတူပြောရရင်အင်ရောက်လာတယ်ပေါ့။အင်ရောက်လို့ဝီစကီတောက်နေတဲ့ကိုရင်မောင်တင့်သားနဲ့တွေ့တော့သူကဘာတွေ့လို့နည်းနည်းပါးပါးချီးမြှင့်ပါအောင်ဆိုတာနဲ့ကိုတို့လည်းဝီစကီတောက်ရင်စကားဝိုင်းဖြစ်ကြပြန်တယ်။အဲ့တော့လေဘူအောင်လင်းကြီးအကြောင်းပြန်ပြောဖြစ်ကြတာပေါ့။ဒီတော့ကိုရင်မောင်တင့်သားကတခုပြောတယ် ဘာရီတို့အရန်ရန်အန်ကယ်ဘူအောင်လင်းကြီးကို အပူတွေဆက်ထရက်တွေချော့ခိုင်းမနေနဲ့အပူဟာသူ့ဘဝဆက်ထရက်ဟာသူ့ဘဝပဲအဲ့ဒါတွေနဲ့အသက်ရှင်နေတာတဲ့အဲ့ဒီတော့မှအင်မတန်နှုတ်နဲတဲ့ဆရာဝန်ကိုမရတာကဟုတ်တယ်ဗျခမရတို့တည်းအတင်းဘူမူကြီးကိုအပူတွေချော့ခိုင်းမနေနဲ့သူ့လိုလူမျိုးကအပူကလေးဆက်ထရက်ကလေးရှိနေမှာနေနိုင်တာကလားဒါကြောင့်ကျွန်တော်ကသူ့ကိုနေထိုင်ကောင်းအောင်နေဖို့သာပြောရတာလို့ပြောတယ် ီတော့ကိုကအကြောင်းဆရာကြီးပဲလက်ကြည့်ပြီးဘက်နဲ့တုံဆရာကြီးလို့မင်းမိတယ်အကြောင်းဆရာကြီးကကိုရင်မောင်တင့်သားဘက်ကိုမေးထိုးလိုက်ရင်မပြောတတ်ပါဘူးဖာယာသူပြောတယ်လို့ပဲကျွန်တော်တို့လောကကြီးဟာဘယ်တုန်းကမှစနစ်တကျမရှိဘူးလို့ပဲပြောရတော့မှာပဲထင်ပါရဲ့တဲ့ကိုကတော့ဒင်းတို့လို့ပညာတတ်မဟုတ်တော့ပပညာညာမပြောတတ်ဘူးသို့ပေတဲ့ရန်ဖန်ရကတွေးတော့ကြည်တတ်တယ်ဒီကောင်ကိုရင်မောင်တင့်သားပြောတယ်လို့ ိုတို့တရားတိုက်ဆိုင်မှုတစုံတရာကဖြစ်လာတာတွေလားစနစ်တကျမရှိဘဲဖြစ်နေကြတာတွေလားတည်တံ့ကြပြီးသားလူတွေလားတခုခုအာတနည်းအားရမှာလွဲနေသလားတခုခုတည်းမှာတစုံတရာဟာလွဲမနေသလားတည်တည်ချာချာတော့မပြောတတ်ဘူးတခုခုတော့တခုခုပဲမြင့်တန်းထိုယောက်ျားကမိုက်ဤထိုယောက်ျားတို့ကမလိမ္မာကြကုန် ဇနန်းတက်မဂဇင်ဇူလိုင်လ1996ခုနှစ်